မင်္ဂလာပါခင်ဗျရန်ကုန်ကစ်တရဲ့ this week အစည်းအဝေးကနေကြိုးစားပါလေဒီစည်းအဝေးကတော့ကျောင်းမြန်မာနိုင်ငံအတွင်းမှာတပတ်တွင်းဖြစ်ပွားခဲ့တဲ့ထူးခြားဖြစ်စဉ်တွေထူးခြားအကြောင်းအရာတွေကိုကျောင်းရွေးချယ်ပြီးတော့ကောက်နှုတ်သုံးသပ်တင်ဆက်ပေးနေရပါကဲဒီတစ်ပတ်ထက်ဖြစ်သွားတဲ့အကြောင်းအရာတွေတဲကအရင်ဆုံးရွေးထုတ်ပြီးပြောရရင်တော့ဗျာစပစ်တီးကအချင်းပောက်သွားရင်တံပိုးတစ်ခုရှိတဲ့ဝိုင်းဖြစ်သွားပြီမြင်ဘီသူတွေရဲ့အချင်းပောက်သွားတဲ့စစ်ရှုံးသမားပြည်သူချင်ပတ်မင်းအောင်လိုင်းကတော့တစ်နေ့တစ်နေ့တစိမ့်စိမ့်ကြက်တီးရုပ်လာပြီး ဘလို့ရှူတော့ငါပဲជីជីဘာတန်ဘိုးမှမရှိပဲပြောလိုက်တဲ့စကားတွေကလည်းပြောင်းလဲပြောင်းစားကလိန်ကကြစ်တွေကြီးပဲထွက်ထွက်ပြောလုံရတိုင်းကလည်းတခိုးချင်းတခိုးချင်းနဲ့ဒိုင်းပြေအာနာကိုမတရားလုယူပြီးအောက်တိုင်းကြကြက်ကဘုံကြီးတွင်နဲ့ကလေးသူငယ်ပါမချမ်းပြည်သူတွေကိုတတ်ချင်တိုင်းတတ်ဖြတ်နေပြီးရင်ပြောလိုက်ရင်တော့သူ့လောက်တော်တတ်တာမရှိသူတို့စတက်ကအာနာသိမ့်ပြီးကလေးကဒိုင်းပြေစီဘွားယူရီဘွားဒလက်ကောက်ပွေးချွတ်ချုံကြနေလေစီဘွားယူရီဦးမော်လာပြီလို့ပြောလို့ပြော တနိုင်ငံလုံးစစ်မီဟုံဟုံတောက်ပြီးနေမီရီဒုနဲ့ဒေဆုံရှုံနေလေသူ့လက်ထမှာတိုင်းပြည်ကိုတိုးတက်အောင်လုပ်နိုင်ခဲ့တယ်ဆိုပြီးပြောလို့ပြောတနိုင်ငံလုံးမိတော့မှန်အောင်မပေးနိုင်မဲ့လျှက်စစ်ရထားကြီးပြေးဆွဲမဲ့ပြောလိုက်ဘက်ထရီတင်ပေါ်ကြီးခုံမောင်းလို့ရောက်အောင်လှုပ်ခိုင်းလိုက်နဲ့အခုလဲလာပြန်ပြီသူတို့လက်ထမှာတစ်ပင်တွေကိုစိုက်ပြိုးတာတွေနဲ့တစ်တော်တွေကိုထိမ့်သိမ့်တာတွေကြောင့်တစ်တော်ပြုံးတိမှုကတိတိတတ်တာယွန်နေသွားတယ်ဆိုပြီး ကလင်ကကျင့်မဲအွန်လိုင်းတရားဇွန်လ15ရက်နေ့ကပဲနေပြည်တော်မှာခတ်တီတီနဲ့ပြောသွားပြန်တာကိုလေပြည်သူတွေအားလုံးသိပြီးသားဖြစ်မှာပါအတော်တော့ခတ်နေပြီပေါ့ဗျာနဖာကလောကိုရောက်ချိုဖြစ်အောင်ပြောနေတဲ့စစ်ရှုံးသမားကလင်ကကျင့်မဲအွန်လိုင်းတရားကတော့သူတို့လက်ထက်မှာတစ်ပင်တွေစိုက်ပြီးမြမတစ်တော်တွေကိုထိမ့်သိမ့်နေဆိုပဲဟုံမာလေလှုပ်ပါမောင်ကာလူတို့ရာဓပုံရိုက်ကောင်းအောင် တစ်ပင်ငုတ်စီလေးတွေစိုက်ပြပြီးတစ်တော်ကြီးကိုဒိန်သိန်းနိုင်ငယ်တယ်ဆိုတဲ့ကလင်ကကျက်ဟန်ဆောင်ပန်ဆောင်တွေလုံမနေစမ်းမနဲ့ကွာတကယ်တကယ်ပဂတိအခြေအနေရမင်းတို့အာနာသိမ့်ပြီးကြတဲ့ကတစ်တော်ကြီးကိုဒိန်သိန်းနိုင်မှုနင်းနေတတမင်းတို့ဟာမင်းတို့တော့အာနာသိမ့်လိုက်တဲ့အချိန်ကစပြီးအခုချိန်ထိတနိုင်ငံလုံးစစ်မီဟုံးဟုံးတောက်နေလို့ခွေးနေရမရဖြစ်ပြီးတော့ အဖက်ဖက်မှာလည်းရှုံးပါများလို့ဘယ်နည်းမြန်မာနိုင်ငံကနေခွေးပြေးဝက်ပြေးပြေးရမလဲဆိုတာကိုနေရောညပါတွေးနေရတဲ့မင်းတို့ကဗါတဲ့တစ်ပင်အောင်စိုက်လိုက်သေးတယ်ဆိုပဲတစ်တော်တွေကိုထိမ့်သိမ်းထားတယ်ဆိုပဲအတော်တော်စိုးနေပြီပေါ့လေမင်းတို့ပြောရမှာကဗျောင်းမြန်ဖြစ်နေတဲ့မောင်ကာလူတို့လက်ရှိပဂတိမြေပြင်အခြေအနေကတစ်တော်တွေရှိတဲ့နေမြေတွေဟာတော်လန်ရေးတက်တွေထိမ့်ချုပ်ထားတဲ့နေမြေတွေကွာမင်းတို့ထိမ့်ချုပ်ထားတဲ့မြို့ပေါ်တွေကဘာတဲတော်မှမရှိပဲ မင်းတို့ပုံအောင်နေတဲ့နေပြည်တော်မှာငုတ်ဆီလောက်ရှိတဲ့တပ်ပင်ပေါက်ဆလေးတွေကိုစိုက်ပြပြီးတင်တော်တွေကိုထိမ့်သိမ့်နေတယ်လို့ပြောနေတာလားမောင်ကာလူတို့ဟာမင်းတို့မလဲကွာတော်ကြာနေစီးပွားရေးတွေဥမော်လာပြီးပြောလိုက်တော်ကြာနေလျက်စစ်ယထာကြီးပြေးဆွဲမယ်ပြောလိုက်တော်ကြာနေလျက်စစ်ယထာမဟုတ်တော့ပဲဘက်ထရီယထာကြီးပြေးဆွဲမယ်ပြောလိုက်ဒီကြားထဲပင်လယ်ဒင်းမှာတော့ဘက်ထရီဒင်းမော်ကြီးခုံမောင်းလို့ရအောင်လုပ်ရမယ်ဆိုပြီးပြောလိုက်နေအခုလဲမင်းတို့နောက်ဆုံးထိန်းချုပ်လို့ရနေသေးတယ်နေပြည်တော်မှာ တစ်ပင်ငုတ်စိတ်လေးတွေစိုက်ပြပြီးတေတော်ကြီးကိုထိမ့်သိမ်းထားနိုင်ခဲ့တယ်ဆိုပြီးပြောလိုက်နေမင်းတို့အဲ့ဒီလိုခေါင်း၆ချားနဲ့ပေါက်ပန်း40ကလိန်ကကြစ်တွေပြောပါများနေတဲ့အတွက်ကိုကိုကိုလည်းပြန်ကြည့်ကြအောင်ယောက်ျားလေးကနေပထမဆုံးတွေးဆုံးကိုင်းတဲ့စစ်သားကြီးတွေများဖြစ်နေပြီလားဆိုတာကိုနည်းနည်းပါးပါစမ်းကြည့်ကြအောင်လို့တော့ပြောရမလို့ဖြစ်နေပြီကွာလက်ရှိမင်းတို့အနှုတ်ဆုတ်ကုတ်ဆုတ်စစ်အုပ်စုတိုက်လုံးရဲ့အဖြစ်က မင်းတို့ထိန်းချုပ်လို့ရတဲ့နေမြေလေးတွေမှာသာမင်းတို့စစ်တပ်ကိုထောက်ခံနေတဲ့ဂျလုံးမလုံးအတူအဆရင်နာစာတွေကြားဟန်ဆောင်ပန်ဆောင်တွေလောက်ပြနေရင်းနဲ့ပဲစိတ်အားသာဖြည်နေရတဲ့အဖြစ်နဲ့မင်းတို့လည်းနှစ်လပိန်းတုံးသူ့လည်းနှစ်လပိန်းတုံးလဝါချင်းရိုက်လိုက်ပါအောင်မိဘုံဘွဲလှုပ်ပြီးအတူတူကကြမလားဆိုပြီးမပြောယုံတမဲပုံစံနဲ့ပဲတစ်ပင်ငုံစီလေးတွေစိုက်ပြပြီးဤတစ်တော်ကြီးကိုထိမ့်သိမ့်နိုင်ခဲ့တယ်ဆိုတဲ့ကလင်ကကြက်လောက်ပတ်တင်နေပဲဝလုံးကောင်းနဲ့လာတာနေရပြီး မစင်တွင်းထဲမှာပျော်ပါပြနေရတဲ့ပုံစံအဆင့်သာရှိနေတာပါမောင်ကာလူတို့ရာ ဆိုပြီးတော့တောင်ပြောရမလို့ဖြစ်နေပြီပေါ့ဗျာကဲတရုတ်နိုင်ငံကိုတခိုးတရုတ်ကန်လုတ်ပြီးချိန်တော့မို့ထိုးတော့မြေကြီးဆိုတလို့ဖြစ်နေတယ်စစ်ရှုံးသမားအကူတူကောင်ကလင်ချင်းမင်းအွန်လိုင်းတို့အနှုတ်ဆုပ်ကုတ်ဆုပ်ရင်နာစာတက်ကြီးကတော့တော်လန်ရေးတက်တွင်နဲ့တွေ့တဲ့တိုက်ပွဲတိုင်းမှာအခုချိန်ထိ သူတို့စစ်တပ်ဘက်ကနိုင်နေဆိုတာမျိုးမရှိသေးပဲဂိုးတိုင်းပျောက်နေတဲ့ဘော်လုံးအသင်းလိုဟိုပြေးဒီပြေးနဲ့ရှောက်ပြေးနေကြတာဟာဒီဒီဘက်ထဲမှာလဲမကွေးတိုင်းကဖဲမျိုးနယ်ကသူတို့စစ်တပ်ရဲ့နေရေးကန်လီချောင်းရန်ကကွယ်ရေးတပ်ကနေထွက်ပြေးလာတဲ့စစ်သား23ဦးကိုဒေါ်လာရင်းတပ်တွေကလက်နက်တွေနဲ့အတူဝက်နဲ့အရှင်ဖမ်းဆီးရမိထားပြန်တဲ့အပြင်ဟမ်တပ်ဖက်ကစကိုင်းတိုင်းရွှေဘုံမြို့နယ်ဆယ်ပင်ပြူစောတိစကန်းသိန်းတိုက်ပွဲမှာလဲခွေးပြေးဝက်ပြေးထွက်ပြေးနေကြတဲ့ တို့စစ်တပ်လောက်ခံပြူစော်တီ18ဦးကိုပါလက်နက်တွေနဲ့အတူတော်လန်ရေးတပ်တွေကဖမ်းဆီးရမိထားရုံနဲ့မကရခိုင်ပြည်နယ်ကြောက်ဖြူမြို့ကတိုက်ပွဲမှာလေမသေးပဲအသက်ရှင်တဲ့စစ်ကောင်စီတပ်သားတွေဟာတောင်ပြေးမြောက်ပြေးထွက်ပြေးနေကြသလိုလက်နက်ချလာတဲ့စစ်သားတွေကလည်းအယောက်40ကျော်အထိရှိနေပြန်တဲ့အကြောင်းတွေကိုလည်းအေးအေးသတင်းရင့်မြစ်ကိုတိုင်ကကျွန်တော်တို့ကိုပြောပြထားတာကိုလည်းပြည်သူတွေအားလုံးသိပြီးသားဖြစ်မှာပါဒီလိုဖြစ်စဉ်တွေဟာအရှိတွေမှာလဲဒုနဲ့ဒေးကိုဖြစ်ခဲ့ပြီး အနည်းဆက်ဆုံးပြီးခဲ့တဲ့အပတ်တွေကတော့ပြည်သူတွေအားလုံးမြင်တွေ့နေရတဲ့အတိုင်းထိုင်းမြန်မာနယ်စပ်တလျှောက်ကစစ်ကောင်စီတပ်စခန်းတွေကို KNL ပူးပေါင်းတပ်တွေကတခုပြီးတခုသိမ်းပိုက်တဲ့တိုက်ပွဲတွေမှာလဲလဲမကြီးနဲ့ပြေးပြီးသားပဲဆိုသလိုစစ်ရှုံးတမအာကူတော်ကကလင်ကချင်းမင်းအောင်လိုင်းရဲ့အနှုတ်ဆုပ်ဂုတ်ဆုပ်စစ်တပ်ကြီးဟာမာရသွန်အာမီဆိုတဲ့နာမည်နဲ့အညီ ငါရဲ့နောက်ကိုနေမလိုက်နဲ့ပြောကထွက်သွားခဲ့ဆိုတဲ့တစ်ချင်းတော့မစူပြသွားရုံတမဲထိုင်းနိုင်ငံအထိပါခွေးပြေးဝက်ပြေးပြေးသွားကြတာတွေကလည်းဓပုံတွေနဲ့တကွရှိခဲ့ပြီးပြီပေါ့ဗျာအခုတစ်ပတ်မှလည်းဘာထုသေးလဲမကွေးတိုင်းငပဲ့မြို့နယ်ကသူတို့စစ်တပ်ရဲ့နဲ့ရေကန်လေးချောင်းရန်ကာကွယ်ရေးတပ်ကနေထွက်ပြေးလာတဲ့စစ်သား23ဦးကိုဒေါ်လန်ရေးတပ်တွေကအရှင်ဖမ်းမိထားတဲ့အကြောင်း CDF အရှိုးတပ်ဖွဲ့ကနေဓပုံတွေနဲ့တကွထုတ်ပြန်ထားသလိုရွှေဘုံမြို့နယ်မှာလည်း 7ပြူစော်တီဂျေးရွာကိုတော်လန်ရေးတပ်တွေကဝင်သိမ်းတဲ့အချိန်ထွက်ပြေးကြတဲ့ပြူစော်တီ18ဦးကိုပါလက်နက်တွေနဲ့အတူအရှင်ဖမ်းမိအဲ့ဒီရွာကပြည်သူတွေကိုပါတော်လန်ရေးတပ်တွေကဟိုပြေးဒီပြေးတွေမလုပ်ကြနဲ့ဆိုပြီးကောင်းကောင်းမွန်မွန်တတိပေးစောင့်ရှောက်နေတဲ့ဗီဒီယိုဖိုင်ကိုလည်းအတိုင်းသားတွေ့နေရရုံနဲ့မကကြောက်ဖြူမြို့ကတိုက်ပွဲတွေမှာလေအရကတော်အေးရဲ့လက်ချက်နဲ့ပဲသူတို့စစ်တပ်ကတည်ရင်မှုတွေဗျူဟာမှုတွေဟာ စနိုက်ပါမိပြီးပွဲချင်းပြီးရေတေကုန်ကြတာဟာအခုတစ်ပတ်မှလဲတက်ရင်မူဝင်းတန်ဆိုသူပါစနိုက်ပါထပ်မိပြီးတေသွားပြန်တဲ့အကြောင်းကိုနာရေးကြီးညာစာနဲ့တကွာတွေ့နေရတဲ့အပြင်တာမန်တက်သားပြီးကတော့ပေလိုက်တာမှတောက်တောက်ကိုလဲနေကြတဲ့အကြောင်းတွေနဲ့လက်နက်ချအလင်းဝင်တဲ့စစ်သားတွေကလည်းအယောက်40ကျော်အထိရှိထားပြန်တဲ့အကြောင်းတွေကိုအေးအေးသတင်းရင့်မြစ်ကိုတိုင်းကကျွန်တော်တို့ကိုလှမ်းပြောထားတာပေါ့ဗျာကဲဘယ်နဲ့ရှိစမောင်ကာလူတို့ မင်းတို့အပါဆေရှုံးသမားကလင်ကြီးဂျလုံးပလုံးမင်းအွန်လိုင်းကစပြီးမင်းတို့ရင်နာစာစစ်အုပ်စုပတိုက်လုံးဟာပြောလိုက်ရင်တော့မို့လားကဲလားတရုတ်နဲ့ရုရှားကိုတခိုးတရုတ်ကန်လှုပ်ပြီးတော့ဒေါ်လာကြီးတက်တွေသိမ့်ပိုက်ထားတဲ့မြို့တွေကိုပြန်သိမ့်မယ်တို့ပြန်ယူမယ်တို့ ਨੇ လေလုံးတွေထွားကျင်တိုင်းထွားလက်တွေမှာတော့မင်းတို့ရဲ့အနှုတ်ဆုပ်ဂုတ်ဆုပ်စစ်တကြီးပဲအောင်မလေးကြောက်ပါပြီးပြလို့မအော်ယုံတမဲငေတံပအောင်ရှုံးနေတာကူတာမြင်နေရပါလားမောင်ကာလူတို့ရေမင်းတို့စစ်တကြီးကအာရှကြကြီးဆို မကြခင်ထဟိမ့်တော့မယ်ဆိုတော်လည်းရေးတက်တွေကိုခြေမုံတော့မယ်ဆိုအခုတော့ဘလို့ဖြစ်တာတော့မင်းတို့ကြီးပဲခြေမုံခံနေရပြီမင်းတို့စစ်သားတွေဆိုတာလေတော်လည်းရေးတက်တွေနဲ့တွေ့ပြီဆိုတာနဲ့တတမပါဘူးတတကဒီအတိုင်းပြေးနေတာတတကဘာမှတည်ဦးဆိုပြီးယူတလိုလိုကြောက်တလိုလိုတွေနဲ့ဖန်ခံရတာနဲ့အလံဖြူထောင်းတာနဲ့တိတ်ရင်တိတ်မတိတ်ရင်ပြေးပုံစံတွေနဲ့တခြားနိုင်ငံအထိပါထွက်ပြေးနေကြတာတွေဟာ တောင်မင့်မကဲနိုင်မြောင်မင့်မကဲနိုင်နဲ့အရှက်သိခါတွေမဲ့ကျေနိုင်မဲ့နေကြပြီလက်ရှိပဂတိအခြေအနေရမင်းတို့ရဲ့အနှုတ်ဆုပ်ဂုတ်ဆုပ်စစ်တကြီးအဖြစ်ဟာဘာနဲ့ထွန်းထွန်းမလင်းတော့တဲ့စစ်ရှုံးအမှောင်တွင်းနဲ့ကြီးတယ်မှာအကြီးအကျယ်လမ်းပြောက်နေကြတာကိုလေမင်းတို့ကိုယ်တိုင်မြင်တွေ့နေရပြီဖြစ်တဲ့အတွက်မင်းတို့အပစစ်ရှုံးသမားကလင်ကျစ်အယိုးတုံမဲ့အွန်လိုင်းနဲ့မင်းတို့ရင်နာစာဂျလုံးမလုံးစစ်အုပ်စုတိုက်လုံးမတရားလူယူထားတဲ့ပြည်သူအာဏာကိုပြည်သူကိုပြန်မပေးသရွေ့ မင်းတို့စစ်တပ်ကြီးရဲ့ရှုံနေမှုတွေဟာဒိတ်တဆိုးလာဖို့ပဲရှိတော့ပြီးမင်းတို့ရဲ့အဖြစ်ကဒိုင်းမီရဲ့အနာကိုအချောင်ရမလားဆိုပြီးခွေးတိုးပေါက်ကနေဝင်လူပြီးတော့မှာအခုတော့စစ်ရေးနိုင်ငံရေးစီးပွားရေးအုပ်ချုပ်ရေးပါတကုတ်မှမထိန်ချုံနိုင်တော့ပဲအဖက်ဖက်မှာရှုံပြီးရင်သာရှုံလာတော့စားစရာမရှိလို့လက်ဝိတ်တထိုးပါတယ်ဆိုမှာဝါစရာတော့ပါမရှိတော့ပဲတရုတ်ရုရှားအာကူနဲ့တွားအတူကြီးတက်ပြီးတော့ဟိတ်ဟန်တွေလှုပ်ပြနေရတဲ့အခြေအနေကိုသာ အတိုင်းသားမြင်တွေ့နေရတာပေါ့မောင်ကာလူတို့ရေဆိုပြီးတော့တောင်ပြောရမလို့ဖြစ်နေပြီပေါ့ဗျာကဲကဘာမှနိုင်ငံတနိုင်ငံနဲ့တနိုင်ငံအပြန်အလှန်ဒုံကြီးတွေနဲ့ပြစ်ပြီးမင်းပါလဲငါပါလဲပုံစံနဲ့အကြည့်ကျအင်အားတွေထုတ်ပြပြီးတော့စစ်တွေဖြစ်နေတဲ့အချိန် ကဘာအေးမှာဟိုးကြောင်အလောင်းနဲ့ရောက်ပြီးဘာမဝင်တမ်းဝင်နဲ့စစ်ရှုံးသမားအကုသို့ကောင်းလူရမဝင်မင်းအွန်လိုင်းတို့အနှုတ်ဆုပ်ဂုတ်ဆုပ်တက်ကြီးကတော့တခြားနိုင်ငံတွေနဲ့စစ်ဖြစ်ရင်ပြန်တိုက်နိုင်ဖို့နေနေတသားပြည်တွင်းကတော်လိုင်းရေးတက်တွေနဲ့တိုက်နေတဲ့တိုက်ပွဲတွေမှာတော့ခောက်ခွက်လန်ရှုံးပြီးတောင်ပြေးမြောက်ပြေးတွေဖြစ်လို့ဖြစ်ဘုံမှုတွေကအစအဖမ်းခံရလို့ခံရနေစစ်ရှုံးပွဲတော်ကြီးကိုအကြီးကျယ်ဆင်နွှဲနေလို့တပတ်ကသူတို့စစ်တပ်ရဲ့အုတ်ချုပ်ရေးကိုကြည်ပြန်တော့လေအောက်မလီပြား သူတို့စစ်တပ်ရှိတဲ့မြို့တွေမှာပဲခိုးဆိုးလူရက်မှုတွေအပြင်ဓမြဟိတ်ဓမြဆိုတာနဲ့စစ်တပ်ကမွေးထားတဲ့လူမိုက်တခိုးချဘိုးတွေနဲ့ပြူစောတိတွေဖြစ်နေလို့သူတို့မွေးထားတဲ့ပြူစောတိတွေကိုထိန်းနိုင်လားဆိုတော့လေကိုမွေးထားတဲ့မြောက်ကိုပြန်ချောက်ဆိုသလိုပုံစံတွေဖြစ်နေပြီရန်ကုန်လိုမြို့ကြီးမှာတော့သူတို့စစ်တပ်ကမွေးထားတဲ့ပြူစောတိတွေကပဲသူတို့ရဲ့ရဲတပ်ဖွဲ့တွေနဲ့ရဲစခန်းကိုပါတနတ်တွေနဲ့လာပြီးတော့ပြေချခတ်ကြတဲ့အထိမွေးဘွေးကိုဂဘိုက်ပိုက်ထားသလိုဖြစ်ချင်တိုင်းကိုဖြစ်နေကြတော့တာပေါ့ဗျာ ဒါကတော့ပြည်သူတွေအားလုံးသိတဲ့အတိုင်းဒိုင်းပြည်အာဏာကိုတကိုးတမျှဆန်ဆန်နဲ့မတရားလုယူထားတဲ့စစ်ရှုံးသမားအာကုသူကောင်ကလိန်ကကြက်မင်းအွန်လိုင်းကစပြီးသူကိုယ်တိုင်တကိုးတမျှစိတ်တနဲ့ရှေ့ဆောင်လမ်းပြလုံနေတဲ့အတော့ရှေ့ကသွားတဲ့နွားကဖြောင်းဖြောင်းမသွားတော့နောက်ကလိုက်တဲ့နွားကဖြောင်းဖြောင်းမလိုက်ဆိုသလိုသူ့လောက်ခန်းအစင်စင်ကနေဟိုးအောက်ခြေကပြူစော့တီဆိုတဲ့သူတွေကပါ မြို့ပေါ်တွေမှာရွှေဆိုင်တွေကိုဓမြတိုက်လို့တိုက်နေခိုးဆိုးလူရဲမှုတွေကိုလောက်ချင်တိုင်းကိုလုံနေကြရင်းနေပဲအခုဇွန်လ23ရက်နေ့ကတည်းရန်ကုန်မြို့ကလမ်းမတော်မြို့နယ်ဂျန်ရှင်မော်တင်နားမှာရဲတပ်ဖွဲ့နဲ့သူတို့မွေးထားတဲ့ပြူစောထီတွေကြားစကားများရန်ဖြစ်ပြီးတော့သူတို့အချင်းချင်းပစ်ခတ်မှုတွေဖြစ်ကြတာတွေရဲနဲ့ပြူစောထီတွေလည်းဒဏ်ရာရသွားတာတွေကိုစစ်တပ်တရင်အရင်မြစ်ကရောဒေသခံပြည်သူတွေကပါကျွန်တော်တို့ကိုလှမ်းပြောထားတဲ့အပြင်မေလ25ရက်နေ့ကလည်း ရန်ကုန်မြို့လိုင်မြို့နယ်ကပြူစောတိခေါင်းဆောင်ရှေ့ရက်ကွက်အုတ်ချုပ်ရင်မူစန်းထေးဆိုသူရဲ့မိမစီးလာတဲ့လိုင်စင်မဲ့ဆိုင်ငယ်ကိုကမာရုံမြို့နယ်ရဲတပ်ဖွဲ့ကဖမ်းဆီးလို့ဆိုပြီးတော့တယ်ဗျာအဲ့ဒီလိုင်မြို့နယ်ကပြူစောတိခေါင်းဆောင်ရှေ့ရက်ကွက်အုတ်ချုပ်ရင်မူစန်းထေးအပါဝင်ပြူစောတိအဖွဲ့တွေကကမာရုံရဲစခန်းကိုတနက်တွေနဲ့တွားပြီးစကားများရန်ဖြစ်ရင်းနဲ့ပြစ်ခတ်မှုပါဖြစ်တဲ့အထိသူတို့အချင်းချင်းရုံရင်းစံကတ်တွေဖြစ်တဲ့အကြောင်းကိုပါရဲတရင်ရင်းမြစ်ကိုတိုင်ကကျွန်တော်တို့ကိုလှမ်းပြောထားတာပေါ့ဗျာ ါဟာလက်ရှိအကြံဖတ်စစ်ကောင်စီထိန်းချုပ်ထားတဲ့ရန်ကုန်လိုမြို့ကြီးပေါ်မှာတင်ဖြစ်ချင်တိုင်းကိုဖြစ်နေကြတာပေါ့ဗျာဒါလားစစ်အုပ်စုထိန်းချုပ်တဲ့မြို့ဆိုတာအချိန်မီချုပ်အဆုတ်တတဆိုပေမဲ့ပြင်းနေတဲ့အဝစ်စားကစီးစက်တိရောက်နေပြီဆိုသလိုဒိုင်းပြည်အာဏာကိုငန်းငန်းတက်ပြီးတို့ကိုကြိုးစီးပွားအတွက်တနိုင်ငံလုံးစုပ်ပြတ်တက်နေအောင်ဖျက်ဆီးနေတဲ့စစ်ရှုံးသမားအာဂူတို့ကောင်ကလင်ကကျင့်မင်းအွန်လိုင်းတို့ဂျလုံးမလုံးစစ်အုပ်စုတိုက်ဟာ သူတို့ရဲ့ခွေးပလင်ပေါ်တက်ထိုင်နေတဲ့လောက်ရက်တွေကိုရက်တန်းကမရက်ပဲဒိုင်းမီကိုပြဲတဲ့ပြဲစုတ်တဲ့ဆုတ်အောင်လုံနေတာဟာသူတို့ထိန်းချုပ်ထားတဲ့မြို့ကြီးတွေမှာတင်တခိုးတများတွေနဲ့သူတို့မွေးထားတဲ့ပြူစောတိတွေကိုလည်းတော်လန်ရေးတက်တွေကိုကြောက်လို့မွေးထားကမှာမွေဘွေကပိုက်ပိုက်မိရတာအဖြစ်နေပဲကြားကြောက်လို့ရှင်ကြီးကိုရှင်ကြီးကြားတဲ့ဆို့ဆို့တို့လို့ဖြစ်နေပြီတစ်ဖက်ကစီရေးကိုကြည့်ပြန်တော့လေဘယ်တိုက်ပွဲမှမနိုင် မြို့တွေဆိုတာလေမြို့ပေါင်း60ကျော်တိအသိခံထားရတာ ਨੇ စေရေးနိုင်ငံရေးစီးပွားရေးအုပ်ချုပ်ရေးဘဲအရေးပဲကြည်ကြည်တို့စစ်အုပ်စုဘက်ကဘလို့မှမထိန်ချုံနိုင်တော့ဘူးဆိုတာကိုတိတိကြီး ਨੇ စစ်ရှုံးသမားအာဟုတောင်ကလင်ကကျင်မင်းအွန်လိုင်းလို့ဂျလုံးမလုံးရင်နာစာစစ်အုပ်စုတတိုင်းဟာကိုမလုံနိုင်ရင်လေပြည်သူအာဏာပြည်သူကိုပြန်ပေးပြီးချက်ချင်းစင်းဆိုတော့လည်းမစင်းပဲကိုကိုတိုင်းလည်းအဖြစ်ရှိအောင်မလုံနိုင်လုံနိုင်တဲ့သူကိုလည်းနေရမဖဲ့ပေးခြင်းနဲ့တို့ကိုကြိုးစည်းပွားအတွက် တိုင်းပြည်ရဲ့အာဏာထိုင်ကုန်ကြီးကိုအတင်းအဓမ္မကုတ်ကက်ဖတ်တွေ့ပြီးတော့ဟန်ဆောင်ပန်ဆောင်တွေလှုပ်ပြနေပြီမဲ့ခွေယူကောင်းစားတမွန်းတဲဆိုတဲ့အတိုင်းခွေယူဆိုတာဟာကြကြသက်ဆိုးမရှိသလိုပဲလူဖြင်းလူညံ့တွေဆိုတာဟာလေအချိန်နေပေးလို့ကောင်းစားရင်တော့ဘာရည်ချင်းမှမရှိတဲ့အတွက်ခဏတာတာဖြစ်ပြီးအချိန်တန်တော့လေဇောက်ထိုးမိုးမျောခွေကြဝတ်ကြကြရတော့မယ်အချိန်နေတွင်နဲ့တာနှစ်ပါသွားနေရတာကိုလေကျွန်တော်တို့ မြင်တွေ့နေရတာပေါ့ဗျာဟုတ်ကဲ့ဒါကတော့ရုံခတိရဲ့ this week အစီအစဉ်ကနေရောမြန်မာနိုင်ငံတွင်းမှာတပတ်တွင်းဖြစ်ပွားခဲ့တဲ့ထူးခြားဖြစ်စဉ်တွေထူးခြားအကြောင်းအရာတွေကိုကျွန်တော်ရွေးချယ်ပြီးတော့ကောက်နှုတ်သုံးသပ်တင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နားငယ်ပါ